လုံးဝမအိပ်တဲ့လူတရားဘလောက်ကြကြအသက်ရှင်နိုင်မလဲလက်ရှိစစ်တမ်းကောက်ယူချက်တွေအရလုံးဝမအိပ်ဘဲအကြသောအသက်ရှင်နိုင်တာက264နာရီတနည်းအားဖြင့်17ရက်ဖြစ်တယ်လို့တွေးရှိထားပါတယ်အိပ်ဆက်ခြင်းဆိုတာစိတ်နဲ့ခန္ဓာကျန်းမာရေးကိုထိ ंछ ုပ်ပေးနေတဲ့အရေးကြီးတဲ့အရာတစ်ခုဖြစ်ပါတယ်နော်ဒီတော့တရက်လောက်မအိပ်ဘဲနေလိုက်တာနဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်လုံးဆောင်ချက်တွေအလုံးတဖြည်းဖြည်းပြိုလဲလာမယ်ဆိုတာတော့အသေးချာပါပဲရှင် ခန္ဓာရည်အားထက်ကျော်လွန်သွားတဲ့အခါမှာလုံးဝမအိပ်တဲ့လူတယောက်ဟာလည်းအသက်တိမ်ဆုံးနိုင်ခြင်းရှိပါတယ်နော်ဒီအကြောင်းအရာတွေကဘာတွေဖြစ်မလဲဆိုတာကိုအတူတူလိုက်ကြည့်လိုက်ကြရအောင်နော် န်းချက်၄နာရီလုံးမအိပ်တဲ့အခါလုံများတဲ့လူတယောက်ကတရက်တလေအိပ်ဖို့ပြက်ကွက်တာကအဖြစ်များတဲ့ကိစ္စပါဒါပေမဲ့ဒီတရက်ဆိုတဲ့အချိန်မှာမအိပ်ဘဲနေလိုက်လို့ကြီးကြီးမားမားပြဿနာမရှိသေးဘူးဆိုပေမဲ့ကိုယ်ခန္ဓာကိုယ်ရဲ့ကျန်းမာရေးကစတင်ဆုပ်ယုပ်လာမှာကိုသတိထားဖို့လိုပါတယ်နော်ဒီလိုဆုပ်ယုပ်လာတာကိုပြနေတဲ့လက္ခဏာတွေကတော့အိမ်ငိုင်မယ်စိတ်ကတိကအောက်ဖြစ်မယ်ဆိုဒေါသထွက်လွယ်မယ်ဝေဖန်ပိုင်းခြားနိုင်စွမ်းနေသွားမယ်အမြင်တွေပြောင်းလဲလာမယ်။မှတ်ဉာဏ်တွေအားနည်းပြီးတတိမိလာမယ်။အမြင်နဲ့အကြအာယုံချုပ်ရင်းလာမယ်။ ွက်သားတွေတောင့်တင်းလာမယ်အသားတွေတဆက်ဆက်တုံလာမယ်လို့ဖြစ်တတ်ပါရဲ့နော်ဒီလက္ခဏာတွေဟာတိတ်ပြင်းထန်လေးမရှိတဲ့အပြင်24နာရီပြီးလို့ပြန်အိပ်သွားတဲ့အခါမှာသူ့အလိုလိုပျောက်သွားနိုင်ပါတယ်နော်နောက်တစ်ခုက36နာရီမအိပ်ဘဲနေမယ်ဆိုရင်တရက်ထပ်ပိုပြီးမအိပ်ဘဲနေတဲ့အခါမှာကိုယ်ခန္ဓာကကော်တီဆိုလ်ဟော်မုန်းနဲ့အင်ဆူလင်ဟော်မုန်းခန္ဓာကိုယ်ကြီးထွားစေတဲ့ဟော်မုန်းတွေထုတ်လုပ်နိုင်စွမ်းနေသွားပါတယ်ဒါအပြင်တခြားလက္ခဏာတွေအနေနဲ့ ကရင်ပြတ်တာအစီစိမ်ကျမရင်းနဲ့မညီညွတ်တဲ့အစားအစာတွေပိုစားခြင်းလာတာဇီဝကာမဖြစ်စဉ်ကမောက်ကမဖြစ်သွားတာကိုတွင်းအမှုချိန်နှိမ့်လိုက်မြင့်လိုက်ဖြစ်တာစိတ်ခံစားချက်အပြောင်းလဲမြန်တာတိတ်ဖြည့်စီမှုကပိုပြင်းထန်လာတာအလွန်မင်းမောဟိုက်လာတာဟော်မုန်းများကြီးမတည်ငြိမ်တာနဲ့ကိုခန္ဓာကြော့သားတွေကိုလှုပ်ချင်စိမ့်မရှိတော့လာအောင်ညောင်းကြိုက်လာတာလူကတက်တောက်တက်တာမဖြစ်တာ အာယုံဆူဆိုင်လို့မရတာ စကားပြောတဲ့အခါကိုပါပြောမြတ်မှတ်မိတာစကားလုံးနေမတဲခဲ့တာအစရှိတဲ့လက္ခဏာတွေကိုတွေ့ရတတ်ပါတယ်နော်နောက်တစ်ခုက48နာရီမအိပ်ဘဲနေလိုက်တဲ့အခါမှာနှစ်ရက်လောက်လုံးဝမအိပ်ဘဲနေတဲ့လူတယောက်ဟာထပ်မအိပ်ဘဲနေရလောက်အောင်ခွန်အားမရှိတော့ပဲလူကတော်တော်လေးပြော့ခွေနေပါပြီအလုံးလုံးနေရင်လည်းစက္ကန့်30လောက်သတိမထားမိပဲအိပ်ပျော်သွားတတ်ပြီးတော့အဲ့လိုခဏလေးအိပ်ပျော်ချိန်မှာအုံနောက်ဟာလုံးဝအလုံးမလုံးတော့ပဲရက်တန့်သွားနိုင်ပါတယ်ဒီလိုအိပ်နေတဲ့အချိန် မှာကိုယ့်ရဲ့စိတ်ကတည်ငြိမ်နေတာမျိုးမဟုတ်ဘဲနဲ့လှုပ်ရှားနေတတ်ပါတယ်နော်။အပြင်၄၈နာရီလုံးအိတ်ချက်အနားယူခြင်းမရှိတဲ့အခါမှာကိုယ်ခံအားစနစ်ကိုထိခိုက်စေပြီးတော့လူကိုဖျားစေတတ်ပါတယ်။ကိုယ်ခံအားထဲမှာငကိုဝင်နေတဲ့ယောဂဗိုးတွေကလူကိုစတင်တိုက်ခိုက်ပြီးတော့ဝေဒနာပိုပြီးပြင်းထန်စေနိုင်ပါတယ်နော်။အပြင်ကနေဝင်လာတဲ့ဘက်တီးရီးယားတွေနဲ့ဗိုင်းရပ်ဗိုးတွေကလည်းကာကွယ်တိုက်ထုတ်နိုင်စွာအားနည်းတဲ့အတွက်ယောဂဖြစ်ဖို့ပိုလွယ်ကူလာပါတယ်။ဒီကူက82နာရီအိတ်ချက်အနားယူမှုမရှိတာပါ။ ၃ရက်ကြာမှအိပ်ပဲနေလိုက်တဲ့လူတယောက်ကအိဆက်အနားယူဖို့ကိုစိတ်ရောခန္ဓာကပါပြင်းပြင်းထန်ထန်အချက်ပြနေပါပြီ။ဒီအချိန်မှာလူကကိစ္စတော်တော်များများကိုမမှတ်မိတာ။တိကျအာယုံစိုက်ပြီးစဉ်းစားလို့မရတာ။အပြည့်အလုံးလုံးတဲ့အခါမှာလဲစွမ်းဆောင်ရည်ကိုစူးစူးရွရွကြဆင်းစီနိုင်ပါတယ်။စိတ်ကအလိုလိုနေရင်းနဲ့ခြောက်ခြားနေပြီးတော့စိတ်ခံစားချက်အပြောင်းလဲမြန်တာ။ဘာကိုမှတွေးလို့မရပဲငုံငုံငိုင်ငိုင်ကြီးနဲ့ငေးကြည့်နေတာ။ စိုးရိမ်ပူပန်စိတ်တွေဝင်လာတာစိတ်ကြယောဂအပြင်စိတ်ကြောင်ချောက်ချားဖြစ်တာပျော်ရွှင်ခြင်းစိတ်ဆိုးဒေါသထွက်ခြင်းအမှုရာတွေကိုတောင်မခွဲခြားတတ်တော့တာပါ စိတ်ထင်ရောက်ထင်မှားဖြစ်တာအဆရှိတဲ့စိတ်ကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်ပါတယ်နော်အဲ့ဒီပဲနေတာ၃ရက်ကျော်သွားပြီဆိုရင်နော်82နှစ်တည်းကျွလွန်သွားတဲ့အခါမှာငိုရှိနေတဲ့အိပ်ရေးပြလက္ခဏာတွေကပိုဆိုးလာမှဖြစ်ပြီးတော့ကိုတွင်းအင်္ကာတွေကောင်းစွာအလုံးမလုံးနိုင်တော့တာစိတ်ပုံမှန်မဟုတ်တော့တာဘာကိုမှတေချာအာယုံစိုက်တွေးလို့မရတော့တာအင်းအားမရှိတော့ပဲပြော့ခွေပြီးအိပ်ရာထဲလဲသွားတဲ့အပြင် အုံနောက်အလုံးလောက်တာလုံးဝရက်သွားပြီးတော့အသက်သိဆုံးနိုင်တဲ့အထိပြင်းထန်နိုင်ပါတယ်နော် ကိုကအစာအာဟာရကိုတေချာဂရုစိုက်ပြီးစားတဲ့သူဆိုရင်အိမ်ရင်ပြတဲ့လက္ခဏာတွေကတိတ်ပြီးတော့ပြင်းထန်မှာမဟုတ်ပေမဲ့ခုခန္ဓာအတွက်အိတ်ချိန်ရာမရှိမဖြစ်လိုအပ်တဲ့အရာမို့အနည်းနဲ့အမြန်တော့ကျန်းမာရေးကိုထိခိုက်လာမှာအသေးချာပါပဲနော်ဒါကြောင့်အတတ်နိုင်ဆုံးကိုယ့်ရဲ့အိတ်ချိန်ကိုဂယုဆိုင်ဖို့ ਨੇ ဘလောက်ပဲအလုပ်များနေပါစေမအိတ်ပဲမနေဖို့ဂယုဆိုင်ပါနော် ညဘက်မှာအိတ်ချိန်၈နာရီအနည်းဆုံးရှိအောင်အိတ်ဆက်အနားယူပါ။တရက်တလေကပြဿနာမဟုတ်ပေမဲ့နေ့စဉ်ရက်ဆက်ဆိုရင်တော့လူခန္ဓာကိုယ်ကထိခိုက်လာမယ့်အပြင်နောက်ဆက်တွဲအနေနဲ့နှလုံးရောဂါ၊သွေးတို့၊စီးကြိုရောဂါ၊စိတ်ကြရောဂါအပြင်အဝလွန်နာ၊ပိန်ချုံးကျသွားတာ၊ရုတ်တရက်သတိမေ့တာတွေပါဖြစ်တတ်တာမို့မပေါ်ဆဖို့အကြံပေးနေပဲဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရနော်။အားလုံးပဲစိတ်ချမ်းသာခြင်း၊ကိုယ်ဤချမ်းသာခြင်းတွေနဲ့ပြည့်စုံနိုင်ကြပါစေရှင်။